မိပြတဲ့အခါတိုင်းကိုယ့်ရဲ့ Wi-Fi power set ကို power ခဏခဏထပြီးတော့ချိန်နေရလာ။ဒါဆိုတော့ UPS power bank လေးစောင်းထားလိုက်ပါ။ဒါလေးကတော့ WGB 30 USB N DC output mini UPS packaging ဘူးလေးပါ။ဘူးကရင်တစ်ဖက်တစ်ချမ်းမှာ UPS power bank လေးရှိမယ်။ဒီ UPS လေးက input က12 volt ဖြစ်ပြီးတော့ output က5 volt 9 volt 12 volt ဆိုပြီးတော့၃ပေါက်ထုတ်ပေးထားပါတယ်။ battery ပမာဏက1400 mAh ပါတယ်။ ဘူးကွန်ရဲ့နောက်တစ်ဖက်တစ်ချမ်းမှာကြတော့တူးနဲ့တွဲတုံနဲ့ accessory ဘူးလေးပါပါမယ်။ဘူးထဲမှာဆိုရင်ကျိုးနှစ်ကျိုးနဲ့ခေါင်းလေးတစ်ခေါင်းပါပါမယ်။ဒီကျိုးလေးကတော့ DC ခေါင်းအပိုခေါင်းနှစ်ခေါင်းနဲ့ပါ။ဒီကျိုးလေးကတော့ DC အပိုခေါင်းသုံးခေါင်းပါတဲ့ကျိုးလေးပါ။ဒါလေးကတော့ခေါင်းပြောင်းအတက်ပါလေးခေါင်းကြီးရနေခေါင်းသေးပြောင်းတဲ့အတက်ပါလေးပါ။ဒါတွေကတော့ဒီ UPS မှာပါတဲ့ accessory ပစ္စည်းတုံးကူပါ။ဒါကတော့ UPS power bank packaging နဲ့မှာပါတဲ့ပစ္စည်းအကုန်လုံးပါပဲ ဒီ UBS ရဲ့ input ပေါက်တွေကတွဲဖို့ DC အပေါက်တွေပါ UBS ကိုအတုံးမပြုတ်ခင်မှာခြာကျင်တွင်းဖို့လိုရတယ်ဒါပေမဲ့သူပေးထားတဲ့ကျိုးတွေကခြာကျင်တွင်းလို့မရဘူးဒါကြောင့်မို့ခြာကျင်တွင်းတဲ့ကျိုးကတက်တက်လိုတယ် packaging ထဲမှာတော့မပါဘူးလိုရတဲ့ကျိုးလေးကတော့ 5V တူတွဲဖို့ကျိုးလေးလိုရပါမယ်ဒီကျိုးလေးနဲ့ဆိုရင် UBS ကို power အားတွင်းလို့ရပါတယ် 5V တူတွဲဖို့ကျိုးရဲ့တွဲဖို့ခေါင်းလေးကို UBS ရဲ့တွဲဖို့ input မှာ join နိုင်မယ်ပြီးကြံတစ်ဖက် USB 5V ခေါင်းလေးကိုကြတော့ ကိုပါဝါဘန့်ရှိပါဝါဘန့်နဲ့အားတွင်းလို့ရပါတယ်။ဒါမှမဟုတ်ဖုန်းအားတွင်းကောင်းတော့မဟုတ် 5V adapter တစ်ခုခုနဲ့ဒီ UPS လေးကိုအားတွင်းထားလို့ရပါတယ်။သူ့မှာ battery indicator လည်းပါတယ်။ power clock လေးကိုနှိပ်ပြီးတော့ indicator ကိုကြည့်နိုင်တယ်။ indicator ရဲ့အလုံးရေတော့ကိုကြည့်ပြီးတော့အားဘလောက်ရှိတယ်လဲဆိုတာသိနိုင်ပါတယ်။အားတွင်းပြီးွားလို့အင်ဒီဂီတာမီးလုံး၄လုံးလုံးလင်းသွားပြီဆိုတော့အားပြေသွားပြီအားပြေပြီဆိုရင်တော့ UPS ပါဝါဘန့်ကိုစပြီးတုံးလို့ရပြီ အာသွင်းကြိုးလေးကိုဖြုတ်ပြီးတော့ Wi-Fi ရဲ့ power ကြိုးလေးကို UPS မှာတက်ပါမယ်။ဒီ Wi-Fi power ကြိုးတွေကသူက output ကတွဲဖို့နဲ့ထုတ်ပါလေ။အဲ့တော့ဒီတွဲဖို့ခေါင်းလေးကိုအခုနက UPS ရဲ့တွဲဖို့ input ပေါက်မှာ join လိုက်ပါမယ်။ပြီးရင် Wi-Fi ဆက်ရဲ့ power ခေါင်းကို plug ပေါက်မှာထိုးလိုက်ပါမယ်။ UPS က power လဲရလာတယ်လို့ charging လဲဝင်နေပါမယ်။ပြီးရင်ဒီ UPS ကို Wi-Fi ဆက်နဲ့ join ရမယ်။ Wi-Fi ဆက်နဲ့ join မယ်ဆိုရင်တော့ဒီ UPS မှာက အောက်ပို့၃ပောက်ပါတယ်ပိုက်ဖို့နိုင်ဖို့တွဲဖို့မှာတွဲဖို့ပောက်ကိုအသုံးပြုပြီးတော့ Wi-Fi ဆက်နဲ့ join ရပါမယ် Wi-Fi ဆက်နဲ့ join မယ်ဆိုရင်သူ့မှာပါတဲ့ကျိုးလေးတချို့ကိုတုံးနိုင်တယ်ဒီအဝါရောင်ခေါင်းလေးနဲ့ကျိုးလေးကိုအသုံးပြုနိုင်ပါတယ်ဒီကျိုးလေးရဲ့တစ်ဖက်ကောင်းကို UPS ရဲ့တွဲဖို့အောက်ပို့အပေါက်မှာထိုးလိုက်ပါမယ်ကြံတစ်ဖက်ကောင်းကိုကြာတော့ကျွန်တော်တို့ router Wi-Fi ဆက်ရဲ့ power အပေါက်မှာ join လိုက်ပါမယ် join ပြီးပြီဆိုရင်တော့ကျွန်တော်တို့ Wi-Fi ဆက်လေးက power ရလာပြီးတော့ ဒါစပြီးတော့ UPS ကအသုံးပြုနေပါပြီ input ကကျတော့သူက wifi 2ရဲ့ power နဲ့ power ရနေပြီးတော့ output ကကျတော့ဒီ UPS ကနေ power ထုတ်ပေးနေတာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်မီးပြတ်သွားလေ wifi set က power change ရမလို့တော့ပဲနေမီးပြတ်ပြတ်မီးလာလာ set တုံးလို့ရပါတယ်